ေဖော်ဝါရီလ21ရက်နေ့ကဘိတ်ကျဲကူလမ်းမကြီးမှာစိုင်းကဲနှစ်စီးမျက်နှာချင်းဆိုင်တိုက်မိပြီးနှစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။ဖြစ်စဉ်မှာဘိတ်ကျဲကူလမ်းမကြီးရဲ့မိုက်တိုင်အမှန်9မိုင်6ဖာလုံးနဲ့9ဖာလုံးအကြားမှာကျဲကူဘက်ကနေဘားတုတ်ဆိုသူမောင်းနေလာတဲ့ခုတ်ပြရောင်စိုင်းကဲနဲ့ကျဲကူကနေဘိတ်ဖက်ကိုအမည်မသိလူတအူမောင်းနေလာတဲ့စိုင်းကဲတို့မျက်နှာချင်းဆိုင်တိုက်မိခဲ့တာဖြစ်ပါတယ်။ဒီလိုစိုင်းကဲမျက်နှာချင်းဆိုင်တိုက်မိခဲ့မှုကြောင့်ဘားတုတ်ဟာ မြောက်ခုံနှစ်ဖူးပါဇက်နဲ့နှကောင်းတို့မှာထင်ရရရရှိခဲ့ပြီးအခင်းဖြစ်တဲ့နေရာမှာတည်ဆုံခဲ့ပါတယ်။ဆန်ကေရဲ့အလယ်မှာလိုက်ပါလာတဲ့မျိုးစော်ထွေးဆိုသူဟာလည်းဥကောင်းနောက်စိပေါက်ပြဲတံရဝဲဘက်လက်ဖြန်ဝဲဘက်ဒူးတို့မှာထင်ရရရရှိခဲ့ပြီးအရေးပေါ်အခြေအနေနဲ့ကုသနေရပြီးဆန်ကေနောက်ဆုံးကလိုက်ပါလာတဲ့ဇော်မင်းထွေးဆိုသူဟာလည်းရှင်ဘတ်အောင်နဲ့ပွန်းပဲ့တံရရရှိခဲ့တယ်လို့သိရပါတယ်။တဖက်ဆန်ကေကိုမောင်းနေလာတဲ့အမည်ဆုံးစန်းစဲသူဟာလည်းဥကောင်းနောက်စိပေါက်ပြဲနားနှကောင်းတံရရနဲ့ ီသူစေယွန်ကြီးကိုတင်ပို့ကုသစဉ်သိဆုံးသွားခဲ့ပြီးနောက်ကထိုင်လိုက်လာတဲ့အမည်မသိသူတဦးဟာလည်းအရေးပေါ်အခြေအနေနဲ့ကုသနေရတယ်လို့သိရပါဗျ။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးဆိုင်ကယ်ကိုမစင်မကျင်မောင်းနေသူဘာတုံးနဲ့တစ်ဖက်ကအမည်မသိဆိုင်ကယ်မောင်းနေသူကိုဘိန်းမြို့မှာရဲစခန်းကရှင်ပါ27မြင်းဆောင်2019ရာဇသက်ကြီးပုံမှ304ကကြီးမြင်းဆောင်338မြင်းဆောင်339တို့အရာအမှုဖွင့်ဆောင်ရွက်ထားတယ်လို့သိရပါဗျ။ thank you